ရင်အေဂျင်ချမ်းသာနဲ့ပြည့်စုံနိုင်ကြပါစေမင်္ဂလာရှိတဲ့အချိန်မှာမင်္ဂလာရှိတဲ့ဒီလိုအချိန်မှာဗုဒ္ဓပေးတဲ့နေတခုပေါ့ချမ်းသာစေတဲ့နေတခုတစ်ခါလာလဲချမ်းသာဖို့နှစ်ခါလာလဲချမ်းသာဖို့ဒါအလုံးသောတတ္တဝါတွေအလိုချင်ဆုံးပေါ့လေနော်အရှုခံထဲမှာရှုညာလာရှောက်ပါ ရှုလန်းနဲ့ <laughs> <laughs> တကယ်လို့ချမ်းသာကိုတိတိကျကျလက်တွေ့လိုချင်တယ်ဆိုရင်တော့အရှုခံထဲမှာရှုဉဏ်လာလျှောက်ပါရှုလန်းနဲ့အရှုခံဆိုတာကတို့ဘယ်မှာရှုမလဲပေါ့နော်အဲ့ဒီကအရှုခံအဲ့ဒီရှုခံဆိုတာကသင်္ခါရဆိုတော့သူဖြစ်ပြီးတော့ပြည့်နေတဲ့ဒုက္ခလို့မှတ်ပါရှုဉဏ်ကတော့မဂ္ဂသစ္စာပေါ့နော် တို့တတိပညာဝိရိယမဲ့ကင်၅ပါးပေါ့အရှုခံထဲမှာရှုညာလားရှောက်ပါရှုလန်းနဲ့ရှုလန်းဆိုတာကအဘိဇ္ဇာကိုပဲထောမနတ္တကိုပဲပြီးတော့အလေလန်းပေါ့မဇ္ဈိမပฏิပဒါအရှုခံထဲမှာရှုညာလာပြီးတော့ရှုလန်းကိုတို့လျှောက်မယ်ဆိုရင်တော့ဒီအခုကနေနိဗ္ဗာန်ထိနိဗ္ဗာန်ဆိုတာအဝေးကြီးမဟုတ်ဘူးပေါ့နော် မကရဲ့ဒီအဆုံးမှာនិရောဓဆိုတာရှိတာမကရှုပြီးတာ ਨੇ និရောဓဆိုတဲ့နိဗ္ဗာန်ဆိုငြိမ်းအေမှုကုထုတကယ်ရမှာပါသစဉ်တို့ဝိယဘဝမှာအရှုခံဆိုတာလေလူဘဝဆိုတာကအရှုခံရပြီသားရှုဉဏ်ဆိုတာကလည်းတဒနာဘုရားကပေးပြီသားသီလတမန်တိပညာဘုရားကနိပြပေးပြီသား အရှုခံလည်းရှိပြီးရှုဉဏ်လည်းရှိနေတယ်အခုတို့အတွက်ဘာလို့လဲဆိုတော့ရှုလန်းတစ်ခုပဲလို့ဘုဒ္ဓရှုလန်းကိုမလျှောက်တော့လောဘတွေနဲ့မက်မောနေမယ်ဒေါသတွေနဲ့ကြောက်ရွံ့နေမယ်ရှုလန်းမကြတော့ရှုခံဘလောက်ပဲရှိရှိ လူဘဝဘလောက်ပဲကောင်းကောင်းရှုဉဏ်သာသနာဘလောက်ပဲရှိရှိ ရှုလန်းကိုမလျှောက်တဲ့အတွက်ကြောင့်သူချမ်းသာမရောက်ဖ ೇನೆ ဇင်းရဲ့ရောက်နေကြတာပေါ့။ကဲဒါဆိုရင်တို့တကယ်ချမ်းသာကိုလက်တွေ့ကြကြလိုချင်တယ်ဆိုရင်တော့အရှုခံတို့ရထားတဲ့လူဘဝတို့ရဲ့ဒီရူပကာယကိုရှုခံထားအဲ့ဒီရှုခံကိုဗာနဲ့ရှုမလဲရှုညာသတိပညာဝိရိယခွဲလိုက်တော့သီလတမာတိပညာပေါ့လေနော် ရှုဉဏ်နဲ့စိုက်ရှုလိုက်တဲ့အခါမှာဩဒီရှုခံဒုက္ခသစ္စာပဲဒီဒုက္ခဟာငါဟာမဟုတ်ငါမဟုတ်ငါအတ္တမဟုတ်လို့လောဘဆိုတဲ့အဘိဇ္ဇာကိုလည်းပယ်လိုက်ဒေါသဒေါမနတကိုလည်းပယ်လိုက်တဲ့အခါကျတော့ဒီသမှုဒယတွေကိုပယ်လိုက်တာနဲ့ငြိမ်းအေးမှုလက်တွေကိုတကယ်ရမှာပါဒါကြောင့်တို့လောကကြီးထက်လွန်မြတ်တဲ့ချမ်းသာကိုရခြင်းရဲ့ အရှုခံထဲမှာရှုညာလားရှောက်ပါရှုလန်းနဲ့လောကကြီးထက်ပိုလွန်မြတ်စိတ်ထချမ်းသာကွယ်အဲ့ဒီစိတ်ချမ်းသာအေးငြိမ်းမှုကိုတကယ်ရခြင်းအရှုခံရှုညာထဲမှာရှုလန်းကြအောင်ရှောက်ကြပါစို့လို့တိုက်တွန်းလိုက်ပါတယ်